မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ14ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗီဒာသတင်းများကိုနေပြီးတော့မိုးလေဝသနဲ့ဇလားဗီဒာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နာရီအတွင်းကမြို့အလိုက်ရှော့တွန်ငယ်မှတ်သားပွဲရာမွေးခြင်းများမှာတဝဲမြို့မှာ9သမ3ညလီလက်မှာစစ်တွေမြို့မှာ၄သမ5နှစ်လက်မှာမြင်းမြို့မှာ၃သမ၉လီလက်မှာ ချိုက်ခမီမြို့မှာ3တသမာ2.3ညလက်မှာမြစ်ကြီးနားမြို့မှာ2တသမာ8ကုန်လက်မှာရေးမြို့မှာ2တသမာ83လက်မှာကိုကိုကျွန်းမြို့မှာ2တသမာ86လက်မှာမိုးညင်းမြို့မှာ2တသမာ64လက်မှာပေါင်မြို့နဲ့ချောင်းစုံမြို့တို့မှာ2တသမာ13လက်မှာစီနဲ့ဒေးတရဲမြို့မှာ2တသမာ13ညလက်မှာတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လေတနအိုက်ခွဲချိန်မိုးလေဝသကြီးတို့မှာဖန်ရရှိရပုံအရာ ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတည်ရင်တင်ကျင်မှာတိတ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ် အေရအူတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရိုင်တိုင်းဒေသကြီးတို့မှာမိုးတိမ်နာများဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်နာများရွေလျားရနေရတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီလက်ခြင်းမိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာတဖြင့်ကျွတင်တတိပြုနိုင်မရဲ့အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အသင့်တင်မှာတိမ်ထူထပ်နေတာကိုတွေ့ရပါတယ်။ ဒီကနေ့မြမစံတော်ချိန်12နာရီခွဲအချိန်တိုင်းထွားချက်များအရာ တုံကင်တင်လေခွေမှာဖြစ်ပေါ်နေတဲ့အာကောင်းတဲ့အပူပိုင်းမုန်တိုင်းဝတီဟာအရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးတရုတ်နိုင်ငံတောင်ပိုင်းခွန်တောင်းပြည်နယ်ကမ်းခြေဒေသများကိုစတင်ဖြတ်ကျော်လျက်ရှိပါတယ်အဆိုပါအားကောင်းတဲ့အပူပိုင်းမုန်တိုင်းဟူတေဟာအရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးတရုတ်နိုင်ငံ ကုန်တွင်ပိုင်းမှာအာရော့သွားမယ်လို့ခန့်မှန်းရပါတယ်။ ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေးဖျားတို့မြင်းများပုံစံအရာမြဝကျွန်းမော်မုတ်တမခွေနဲ့မွန်တနင်္သာရီကန်တခြားတို့မှာမုတ်တုံလေးအားကောင်းရမှာအားလွန်ကောင်းနေပါတယ်ဘင်္ဂလားပင်လယ်ရောအခြေအနေမှာကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်ရောအရှိတမိုင်းတို့မှာ မုတ်တုံလေးအားကောင်းရမှာအားလွန်ကောင်းနေပြီကြံဘင်္ဂလားပင်လယ်ရောမှာမုတ်တုံလေးအားအသင့်တမှာအားကောင်းနေပါတယ်မြမပင်လယ်ပင်မှာ မြဝကျမမိုတမာကွေမွန်တနင်္သာရီကံရံတခြားနဲ့ကံလွန်ပင်လေပြင်းတို့မှာရှမ်ဖန်ရန်ခါမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်ကြည့်ပါမယ်မိုးသက်လေပြင်းကြဆင်းရေပြင်းမြေပြင်းလေးဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်လှိုင်အမြင်မှာမြဝကျမမိုတမာကွေမွန်တနင်္သာရီကံရံတခြားနဲ့ကံလွန်ပင်လေပြင်းတို့မှာ ကိုးပေမှာဆက်နက်ပေကံရှိနိုင်ပါတယ်ရခိုင်ကံရံတခြားနဲ့ကံလွန်ပင်လေပြင်းတို့မှာတခတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်ကြည့်နိုင်ပါတယ် မိုးသက်လေပြင်းကြဆင်းရေပြင်းပြင်းပြင်းလေးဟာတနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းအမြင်မှာရခိုင်ကမ်းရံတလျှောက်နဲ့ကမ်းလွန်ပင်လေပြင်းတို့မှာရှစ်ပေမှာ10ပေခန့်ရှိနိုင်ပါတယ်။မနေ့ပြန်နေတဲ့ဒီခမန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး နေပြည်တော်ကယားပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းတို့မှာ နေရာဆက်စိတ်နဲ့ကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ် အရာဝတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်တောင်ပိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံ့ပြားမှုထစ်ချုံရွာပြီးရခိုင်ပြည်နယ်၊အရာဝတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ရေးမှုကြီးနိုင်ပါတယ်။ အခုဆက်လက်ပြီးမနေ့ပြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ ီပြောင်းနေအနီတဝိုင်းအတွက်မနှက်ပြန်နနက်ဒီမိုးလေဝသအခြေအနေခမန်းချက်မှာနေရာကွက်ကြားမိုးထစ်ထုံရပါမယ်အမြင့်ဆုံးပူချိန်မှာ32ဒီဂရီဆယ်စီယက်60ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ25ဒီဂရီဆယ်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ် ရန်ကုန်မြို့နယ်အနီတဝိုက်အတွက်မနက်ဖြန်နံနက်ဒီမိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးတစ်ကြိမ်နှစ်ကြိမ်တစ်ကြုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ33ဒီဂရီဆယ်စီယပ်67ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးအပူချိန်မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန်လေးမြို့နယ်အနီတဝိုက်အတွက်မနက်ဖြန်နံနက်ဒီမိုးလေဝသအခြေအနေခန့်မှန်းချက်မှာ၂၀၀ကျွတ်ကြာမိုးတစ်ကြုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ 34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ29ဒီဂရီဆယ်စီယပ်81ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးထစ်ကြုံပြီးနေရာကွက်ရေမိုးကြီးနိုင်ပါတယ်။ အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲနှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလားဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေရှင်။